ဘဝကိုဖန်နေတာဘသူတွေဖန်နေတာတော့လို့ဆိုရင်ကိရိတာနဲ့ကံပဲဒီနှစ်ခုပဲကိရိတာနဲ့ကံကဖန်နေတာနော်ကိရိတာကြောင့်ကံဖြစ်တယ်ကံကြောင့်အကျိုးတွေရတယ်ဟိုသုံးပါးကိုခွဲတာကြည့်ဟိုသုံးပါးဆိုတာဝတ္တဆိုတာလက်ပတ်ပြီးဖြစ်နေတာကိရိတာကပထမကိရိတာကြောင့်ကံတွေကိုပြုလုပ်တယ် ကိလေသာဝုကိလေသာဝုရှိလို့ကာမဝုရှိတယ်ကာမဝုရှိသည့်အတွက်ကြောင့်အကျိုးပေါ်တဲ့ဝိပါကဝုရှိတယ်အဝိပါကဝုရှိသည့်အတွက်ကြောင့်ကိလေသာဆက်လာကိလေသာရှိသည့်အတွက်ကြောင့်ဆိုတာဆိုလိုတဲ့အိဗေရှင်းရှင်းပြောရင်လူချင်းနဲ့လှုပ်တယ်ရတယ်ရတော့လူချင်းမြန်နဲ့လှုပ်ပြန်နဲ့ရပြန်လူချင်းမြန်နဲ့လှုပ်ပြန်နဲ့ရပြန်လူချင်းနာကကိလေသာ လှုပ်တာကကံရှားတာကအချူအဲ့ဒါနဲ့ပဲတဝဲလဲလဲအန္တရာယ်ရဲမထွက်နိုင်တာဒါကြောင့်မို့မြတ်စွာဘုရားကတန်တရာကထွက်ရှင်လူချင်းတော်ကိုယင့်ဖြတ်လို့ပြောတာဩလူချင်းတော်ကိုယင့်ဖြတ်လူချင်းသားရှိနေတယ်မြတ်လုံနေဦးမှာပဲလုံနေသေးရင်ရနေဦးမှာပဲရနေသေးရင်ရလိလူလိဦးတစီထတ်လို့ဦးမှာပဲအဲ့ဒါကြောင့်မို့လို့ ဝတ်လဲတယ်ဆိုတာအဲ့ဒါပြောတာဟိုကပြောတာမဟုတ်ဘူးအကြောင်းအကျိုးဆက်ပြီးတော့လဲပတ်နေတာကိုဝတ်လဲတယ်လို့ပြောတယ်ဟိုလူတွေပြောတဲ့ဝတ်လဲတာတခြားသူများကိုမျက်စိကအောင်လုပ်လို့ကိုယ်မျက်စိကန်တယ်ဒါပိဆက်ရတာအဲ့ဒါဝတ်လဲတာအဲ့ဒါကိုပြောနေကြတာပိဆက်ရတာ reaction သဘောတရားရတယ်တံမြန်တက်ရောက်မှုလို့ခေါ်တယ်ဘယ်အပဲဖြစ်ဖြစ်တံမြန်တက်ရောက်မှုကနေရာတိုင်းမှာရှိတယ် တက်ရှိမှလည်းရှိတယ်တက်မဲ့မှလည်းရှိတယ်ဝန်လျှော့မဲ့အစားအစာကြည့်ပါလားဝန်လျှော့တာဒါတက်ရောက်မှုပဲသူ့ရဲ့တံမြန်တက်ရောက်မှုပဲအဲတံမြန်တက်ရောက်မှုကနေရာတိုင်းမှရှိတယ်တက်ရှိတဲ့မဲ့အဲ့ဒီဒီနေရာမှာဝုတ်လဲတယ်လို့ပြောတာပါတော့ဆိုလူချင်းနဲ့လှုပ်တယ်ရတယ်လူချင်းမြန်တယ်လှုပ်ပြန်တယ်ရပြန်တယ်အဲ့ထက်ထွက်လို့မရအဲ့တော့ကိတ္တတာဝကမ္မဝဝိပါကဝ ဘဝတစ်ခုမှာကိရိတာရှိလို့ကံနေဖြစ်တယ်ကံနေဖြစ်လို့ဘဝဖြစ်ပြန်တယ်ဘဝဖြစ်လို့တခါကိရိတာတွေတိုးပွားတယ်ကိရိတာတိုးပွားသည့်အတွက်ကြောင့်ကံနေလုတ်ပြန်တယ်ကံနေလုတ်ပြန်တော့ဘဝတစ်ခုရပြန်တယ်ဟောအဲ့ဒါလက်ပတ်နေတာကိုပြောတာပရိသတ်သောဥပ္ပဆာလည်းအဲ့ဒါပြောတာပဲအကြောင်းအကျိုးနဲ့ဘဝမှာလက်ပတ်တယ်ထွက်လန်းရှိလားဆိုမရှိဘူးဖះဟောမှသိတယ်ရသော်ဗျာ ပေါ်လာတဲ့အခါကျထွက်လန်းကိုပေးတယ်။နေသရဏထွက်လန်းဆိုတာလိုချင်တာဖြုတ်လို့ပြောတာဗျာ။တိတိကျကျဟောတာပြဆိုဗျာ။နော်တိတိကျကျဟောတာ။အဲ့တော့ဆိုလိုတာကိရိတာကိုပဲပဲကိရိတာပဲရင်ကံလည်းပြောက်သွားမယ်။ကံမရှိရင်ကျိုးတယ်မရတော့။ပဲရမှာကိရိတာ